ွေရှာကောင်းတဲ့ယောက်ျားကဘာဖြစ်လို့မိသားစုကိုအချိန်မပေးတာလဲဒီမေးခွန်းကကျွန်တော်ကို messenger မှာညီမလေးတယောက်လာမေးတဲ့မေးခွန်းဖြစ်တယ်ဘယ်သူတော့မေးရဆိုတာတော့ကျွန်တော်မပြောတော့ဘူးသူ့ရဲ့အိမ်နာမည်ကိစ္စဖြစ်တယ်သူ့ရဲ့လူမှုရေးကိစ္စဖြစ်တဲ့အတွက်ကျွန်တော်ပြောခွင့်မရှိဘူးဘယ်သူမေးရဆိုတာအဲ့တော့အဓိကဒီကမေးခွန်းကတော်များလည်းသိကျင်ကြမယ်လို့ယူဆရတယ်ဗောနော်အဲ့ဒါကြောင့်မို့ကျွန်တော်ရှင်းပြပေးတာအိမ်နာမည်မှာလည်းဒီမေးခွန်းကြောင့်ပြဿနာတော်များရှိကြလိမ့်မယ်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီအတွက်ကျွန်တော်ရှင်းပြပေးတာဗောနော်ကျွန်တော်တို့ကလူတယောက်ကအမြဲတမ်း100%ဆိုတာမရှိဘူးမွေးရှာကောင်းလိမ့်မယ် မိသားစုလည်းအချိန်ပေးရသူရှိလိမ့်မယ်။ဒါပေမဲ့ဥမာအားနည်းချက်အနေနဲ့တခြားတစ်ခုခုရှိလိမ့်မယ်။ဥမာအရက်လွန်ကျွမ်းတောက်တာမျိုးအတောက်စားရမ်းပျော်ပါမှတ်တာမျိုးနောက်အိမ်တော်ရေးဖောက်ပြန်တာမျိုးရှိရင်ရှိနေနိုင်တယ်ပြောလို့မရဘူး။ရှိနေမယ်လို့ပြောတာမဟုတ်တော့ရှိနေနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့လူဆိုတာကကျွန်တော်တို့ကဘယ်တော့မှ perfect 100%တရားရတယ်လို့ပြောရမလို့။အမြဲလိုအပ်ချက်ရှိတယ်။လူဝတ်ချက်ရှိတာကလူရဲ့တဘာဝပဲအဲ့ဒီအတွက်ကျွန်တော်တို့မှာလူဝတ်ချက်ရှိလူတိုင်းတော့လူတိုင်းလူတိုင်းမှာဘယ်တော့မှမပြည့်စုံဘူး ကျွန်တော်တို့ကလူတစ်ယောက်ကိုကျွန်တော်အယောင်နဲ့ခွဲမယ်ဆိုလို့ရှိရင်ထားပါတော့နမူနာလေးနဲ့ကျွန်တော်တို့မွာစိနီပြာနဲ့၅ယောက်လူတစ်ယောက်မှာအယောင်၅ယောက်ရှိရပဲထားပါတော့ဒီ၅ယောက်ရှိတဲ့သူဒီ100%အပြည့်အဝရှိတဲ့သူလို့မှတ်ယူလိုက်အဲ့မဲ့ကျွန်တော်တို့မှာအမြဲတမ်း၄ယောက်ပဲရှိတယ်တယောက်ကတော့အမြဲတမ်းလိုနေတယ်လူတိုင်းမှာတယောက်ကတော့အမြဲတမ်းလိုမှာပဲအဲ့ဒီတယောက်ကမိသားစုကိုချစ်တာဖြစ်ရင်ဖြစ်နိုင်မယ်ဒါမှမဟုတ်ငွေရှာမကောင်းတာလည်းဖြစ်ရင်ဖြစ်နိုင်တယ်ဒါမှမဟုတ်အတောက်စားမက်တာလည်းဖြစ်ရင်ဖြစ်နိုင်တယ်နောက်သူ့မှာလိုအပ်ချက်ရှိလိမ့်မယ်တယောက်တော့လိုလိမ့်မယ်ကျွန်တော်တို့ကထားပါတော့ ကျွန်တော်ရှိမှာကျွန်တော်အနက်ရောင်မရှိဘူးကျွန်တော်ရှိမှာကျန်တဲ့ရောင်၄ရောင်ရှိတယ်အဲ့ဒီချိန်မှာကျွန်တော်ရဲ့ပါတနာဖြစ်တဲ့ကျွန်တော်ရဲ့အမျိုးသမီးကဒီအနက်ရောင်ကိုလိုချင်လို့တခြားတယောက်စီမှာသွားရှာမယ်ဆိုလို့ရှိရင်အတခြားတယောက်စီမှာအနက်ရောင်တော့ရှိနေမယ်ဒါပေမဲ့တခြားကျွန်တော်ရှိမှာရှိတဲ့အရာတစ်ယောက်သူ့စီမှာလိုနေလိမ့်မယ်အဲ့လိုပဲကျွန်တော်ကိုယ်တိုင်ကလည်းကျွန်တော်အမျိုးသမီးရှိမှာမရှိတဲ့အရာအပြာရောင်မထားပါတော့သူ့စီမှာအပြာရောင်မရှိဘူးသူကျွန်တော်အပြာရောင်လိုချင်တယ်လိုချင်တော့ဒီအပြာရောင်အတွက်တခြားတယောက်စီမှာသွားပြီးရှာလိုက်မယ်ဆိုလို့ရှိရင် ျွန်တော်လိုချင်တဲ့အပြောင်းတော့ရလိမ့်မယ်။ဒါဆိုကျွန်တော်အပြောင်းရှာနေဖြစ်လို့အပြာတွေ့လို့ရှိရင်ကျွန်တော်သဘောကျမယ်။ဟုတ်ကဲ့။ဒီမှာငါစနေချိန်မှာမရှိသေးအပြာလေးတွေ့ရှိမှရှိမယ်။ကျွန်တော်သွားလိုက်မယ်။ဒါပေမဲ့အဲ့လိုပဲကျွန်တော်စနေချိန်မှာရှိတဲ့အယောင်၄ယောက်ဟာသူ့ချိန်မှာတယောက်လိုနေလိမ့်မယ်။တစ်ခါလေးဖြစ်နိုင်လို့ရှိရင်၃၄ယောက်တော့လွယ်လို့နိုင်တယ်။ကိုလိုချင်တဲ့အပြာတယောက်မှရှိတာလည်းဖြစ်စဉ်ဖြစ်နိုင်တယ်။ဒါကျွန်တော်တို့က100%အများညှော်လိုက်မှနဲ့ perfect ဆိုတာမရှိပါဘူးပြည့်စုံနေဆိုတာမရှိပါဘူးအဲ့တော့ကိုရရနေတဲ့အကြောင်းလေးကိုကိုသဘောကျလို့ရှိရင်အဆင်ပြေပါတယ် လိုအပ်နေတဲ့တရားကိုတော့ကျွန်တော်နားလည်ပြီးပြောလို့ပါတယ်။ကိုယ့်ရဲ့ပတ္တနာကိုယ့်ရဲ့အိမ်တော်ဘက်ဘာကြောင့်လိုအပ်လဲအဲ့ဒီလိုအပ်နေတဲ့အရာကိုကျွန်တော်တို့နားလည်ပြီးပြောလို့ပါတယ်။အစိုးရကဒီအရာမရှိဘူးဆိုတာတည်တည်နဲ့ကျွန်တော်တို့လက်ခံခဲ့တာဖြစ်တယ်ကျွန်တော်တို့လက်တွဲခဲ့တာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီအရာမရှိတာကိုလက်ခံမအောင်ရမှာပါ။တော့မရှိတဲ့အရာကြီးကိုအရင်မတောင်းတပါနဲ့။ရှိတဲ့အကြောင်းလေးကိုပဲတံမိုးထားပါအဲမရှိတဲ့အကြောင်းကိုမမောလို့တခြားတယောက်ကိုရှာမိတဲ့အခါကျလို့ရှိရင်လက်ရှိရှိရင်ဆိုရအကြောင်း၄ယောက်တော့မှမပြည့်တာမျိုးနဲ့ကြုံရတတ်ပါလေနောက်တစ်ခုကကြတော့ကျွန်တော်တို့ ူများချီရအယောင်ဆုံးလိုချင်လို့ဆိုရင်ကိုယ့်စီမှာရောအယောင်ဆုံးပြည့်စုံနေလားဆိုတာကိုပြန်ပြီးတော့ကြည့်ဖို့လိုပါတယ်။အဲ့တော့မိတ်ဆွေကိုကိုယ်တိုင်လည်းအယောင်ဆုံးမရှိပါဘူး။တစ်ယောက်နှစ်ယောင်တော့လိုပါလိမ့်မယ်။အဲ့လိုပဲတခြားသူတွေမှာလည်းအယောင်ဆုံးကမရနိုင်ပါဘူး။တစ်ယောက်နှစ်ယောင်တော့လိုပါလိမ့်မယ်။အဲ့ဒါလေးကိုကျွန်တော်တို့ကနားလည်ပေးဖို့လိုပါတယ်။ဒီမိတ်ဆွေရောဒီ content လေးကနေပြီးတော့ဗားရီရလဲအောက်က comment ထဲမှာဝင်ပြီးတော့ဆွေးနွေးရောပါ။နောက်ပြီးမှကျွန်တော်တွေ့ကြမယ်။ကျွန်တော်ကိုဟိုင်းပါ။ Bye bye.